မလည်းရန်ဖြစ်ကြတယ်။ရန်ဖြစ်တော့ရန်ဖြစ်ပြီးတော့ညီမကထွက်သွားတဲ့။ထွက်သွားဆိုတော့ငါခလေးလေးထားခဲ့တဲ့။ငါကနှုတ်ပြီးတိုက်ပြီးဝင်မယ်တဲ့။သူလည်းပြောတာမေးတယ်။ခလေးရောခလေးရောဆိုတော့မပြောနှစ်ဖုံးတော့မေးတော့မပြောနောက်တော့ပြောတော့ငါလည်းမဟာဝိဇ္ဇာမှာသွားထားခဲ့တယ်တဲ့။ကဲခလေးအဖေနော်အဖေနော်အဖေချင်းဖေအချင်းနဲ့လူဝက်ပြည့်တဲ့နေမရနေရန်ဖြစ်တယ်ဟိုစကန်တိုင်းလူပြီးပြောကြတာပေါ့လေ။ လေမြရရဖြစ်တယ်ဆိုမှဒီလိုမျိုးတော့မလုပ်သင့်ဘူးလို့တော့အမကတော့ထင်တာပဲလေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ video ကလည်းအားလုံးတက်တာဝန်တတရာသတင်းကောင်းလေးပေါ့နော်ကျွန်တော်မနေ့ကဒီတင်ပြီးခဲ့တဲ့အာဒီမဝီရဖရားမှာဒီမင်းသားထက်အောင်ရှိုင်းတို့ဒီ grow web ပေးနေတဲ့အချိန်ပေါ့နော်ခလေးလေးတယောက်ပြီးတော့ပြစ်သွားတာကိုတွေ့ပြီးတော့မခိုင်နေဝင်ရှိဟိုအဲခလေးလေးကိုအက်ခဲ့တယ်ပေါ့နော်အဲအဲ့ဒီခလေးလေးကအခုနောက်နေကြတော့ဒီခလေးရဲ့မိဘပိုင်ရှင်တွေကပြန်လာခေါ်တယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ဒီအတွက်ဒါကျွန်တော်သတင်းကောင်းဝန်တတရာသတင်းလို့ပြောတာဖြစ်ပါတယ် အဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရှေ့မှာကြည်ရတဲ့အတိုင်းအာဒီမိဘနှစ်ယောက်ကပေါ့နော်ရံဖြစ်ကြတယ်တဲ့ရံဖြစ်တဲ့အခါမှာ အာယောက်ျားဖြစ်သူကသူ့ရဲ့မိန်းမကိုဆင်းသွားလို့ပြောရပေါ့နော်သူ့ရဲ့မိန်းမကလည်းဆင်းသွားတယ်အဲပြန်လာတဲ့အခါမှာဩမဟုတ်ခဏလေးကျွန်တော်ဒီယောက်ျားဖြစ်သူကသူ့ရဲ့မိန်းမကိုဆင်းသွားခလေးကိုတော့သူနဲ့ထားခဲ့လို့ပြောတယ်အဲ့လိုပြောပြတဲ့နောက်မှာသူ့ရဲ့ယောက်ျားဖြစ်သူကခလေးကိုဒီမဟာဝိဇ္ဇယဖခင်မှာသွားပြီးတော့ပြစ်ထားလိုက်တယ်ပေါ့နော်သူ့ရဲ့မိန်းမပြန်လာတော့မေးတော့ငါခလေးပုံမှန်လေးမေးတော့ငါဖခင်မှာသွားပြစ်ထားလိုက်တယ်လို့သူ့ယောက်ျားဖြစ်လိုက်တယ်အဲ့လိုဖြစ်လိုက်တဲ့အခါမှာတော့ဖခင်ကိုလက်ကြည့်တဲ့အခါမှာမတွေ့တော့ဘူးပေါ့နော်တရင်နေကြည့်တဲ့အခါမှာမခိုင်ဝင်နေဝင်လို့ရှိရခလေးကရောက်နေတယ်ရောက်နေတဲ့အခါမှာအခုဒါမိဘကခလေးရှိကိုပြန်လိုက်ခေါ်တယ်ပေါ့နော်လိုက်ခေါ်တဲ့အခါမှာမခိုင်နေဝင်ရတယ်ဒါခလေးပိုင်ရှင်ဟုတ်မဟုတ်စစ်တယ် ်ဆင်ပြီးတော့အခါမှာနောက်နောက်တစ်ခါဒီလိုမျိုးလင်မယားချင်းရံဖြစ်ပေမဲ့ဒီလိုမျိုးမလုပ်ဖို့ဒါခံဝင်ကတိထိုးခိုင်းပြီးတော့ကလေးကိုပြန်ပြီးတော့ပေးလိုက်တယ်ပေါ့နော်ဖြစ်စင်ရတော့ကျွန်တော်ပြောတာနဲ့တော်တော်စုံနေပြီအဲ့လိုမျိုးပေါ့နော်အခုဒီမတ်ခိုင်နေဝင်နေတာကလေးမေနဲ့ကလေးအဲခံဝင်ဒီဂရီထိုးပြီးတော့ဗောနော်ပြန်ပြီးတော့ပေးလိုက်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့အဲအတူလေးဗောနော်ကြည့်လိုက်ကြရအောင်ကျွန်တော်ပြောရတဲ့တော်တော်စုံနေလောက်ပြီနော်ကြည့်လိုက်ကြအောင်ဗျာ လာပြီးတော့အမစီဆက်သွဲတဲ့ခါကျအမပြန်ပေးမယ်။ဒါပေမဲ့နောက်နောက်ဒီလိုမျိုးမလုပ်ပါနဲ့ဆိုတဲ့ဟာဟာကိုလည်းအမလက်မှတ်ထိုးခိုင်းခြင်းနဲ့အဲပြီးတဲ့ခါကျတော့ဒီလိုခလေးဆုတ်ပြတာကတရားဥပဒေနဲ့ညှင်းစွန်းနေဆိုတော့သူတို့ပြောပြတယ်။အဲ့တော့သူတို့မှန်ကန်တယ်ဆိုလို့ရှိရင်ရက်ွက်ရုံမှာအမတော့ခံဝင်ထိုးခိုင်းပြီးတော့အမတော့ပြန်ပေးမယ်ဆိုပြီးတော့သူတို့ဒီနေ့ချိန်လိုက်တာပေါ့နော်။သူလည်းညီမလည်းပြန်ဖြစ်ကြတယ်။ပြန်ဖြစ်တော့ပြန်ဖြစ်ပြီးတော့သူကညီမကိုထွက်သွားတဲ့။ထွက်သွားဆိုတော့ငါခလေးတွေထား ားတယ်ငါကနှုတ်ပြီးတိုက်ပြီးဝင်မယ်တဲ့သူလည်းပြန်လာမေးတာခလေးရောခလေးရောဆိုတော့မပြောနှစ်ခွန်းတောင်းဖို့မေးတော့မပြောနောက်တော့ပြောတော့ငါလည်းမဟာဝိဇ္ဇာမှာစာထားခဲ့တယ်တဲ့ကဲကလေးအဖေနော်အဖေနော်အဖေရင်ဖေအရင်နဲ့လူဝက်ပြည့်တဲ့လင်မယားတွေရန်ဖြစ်တယ်ဟိုစကန်တိုင်းလူပြီးပြောကြတာပေါ့လေလင်မယားရန်ဖြစ်တယ်ဆိုမှဒီလိုမျိုးတော့မလုပ်တင်လို့တော့အမတော့ထင်တာပဲလေအမကစိတ်လက်ဆိုးတာပေါ့သူ့တော့မဟုတ်ပါဘူးဘာပဲဖြစ်ကလေးအဖေအဖေရင်ကလာလို့ ဘလို့ပဲနင်းများရံပြည့်ရံပြည့်မလုံးတဲ့နဲ့အရာပဲကိုယ်ရဲ့နင်းများရံပြည့်ဘလို့ပဲစိတ်ဆိုးဆိုးဆိုးရံပြည့်ကြရံတော့ဆရာဆရာတွေထွက်သွားတာပြတ်သွားလို့ပါတို့ထပ်ပြီးတော့စကားများပြီးရံဖြစ်တယ်တဲ့ဒီနေ့ဒီမှာဒီလိုမျိုးလူကြီးနေဆောင်ရနဲ့အဲတက်တင်နဲ့ပြန်ပြေးမယ်ဆိုတော့ရှောင်းသွားရနေမှာပေါ့ဘဲကလေးကိုမှအမတော့မစွန့်ပြစ်စေချင်ဘူးပြစ်နိုင်အမကလေးတွေ140ကိုလည်းအမစွန့်ပြစ်တဲ့ကလေးပဲဖြစ်စေချင်ဘူး လူကြီးတွေပြုသူများနှုတ်ရတဲ့ဘဝမှာကလေးတွေကိုတစားကံမလုပ်ကြပါနဲ့ကိုကိုတိုင်းမဲဟလာဟိုဟိုလူလောကကိုခေါ်လာတဲ့ကလေးတွေကိုကိုကိုတိုင်းကပဲပြန်ပြီးမဆွပြကြပါနဲ့လို့အမပဲမြေတားရက်ခံပါတယ်ဒီမခိုင်နင်းဝေဒီကလေးငယ်တွေစောက်ရှောက်ကြီးဂေယာတွေပေါ်လာပြီးရနောက်ပိုင်းမှာမိဘတွေကလည်းတိတ်ပြီးတော့ဒါဘယ်လိုပြောမလဲလူစိတ်တိတ်မရှိတော့တယ်လို့ပဲအကုန်လုံးကျွန်တော်ပြောတာတော့မဟုတ်ဘူးမိဘတိုင်းပြောတာမဟုတ်ဘူးเนาะအခုလိုမျိုးဒါလူမဆန်တဲ့လောက်ရက်တွေလုပ်တဲ့ဒါမိဘတွေပြောတာပါเนาะ ဆိုတော့ကျွန်တော်ပြောတာလည်းမားမယ်မထင်ပါဘူးဒီမခိုင်နေဝေကေကပေါ်လာပြီးတဲ့နောက်ပိုင်းမှာဒီလိုလူသိမ်းမရှိတဲ့သူတချို့ကပေါ့နော်ကိုယ့်ရဲ့တာသမီတွေကိုဒါပတ်စံနဲ့ရောင်းစားတာတွေရှိပါတယ်ကျွန်တော်တို့ဟိုပြီးခဲ့တဲ့ရက်ကဒီပူတူတူနဲ့ပြဿနာတက်သွားတဲ့အဖွဲတွေပေါ့နော်ဟိုခလေးကိုသိန်း20ရာမှဒီလူလက်ထဲထည့်မယ်လို့ရောင်းစားမယ်လို့အဲ့လိုမျိုးရှိတယ်မိပါတယ်လည်းရှိတယ်လို့အခုလိုမျိုးဒါလက်များချင်းရံဖြစ်ရံဖြစ်ပြီးတော့လေဒါခလေးကိုဒါမလုတ်သိမ်းတဲ့ဟာကြီးဒါဖခင်ကသွားပစ်တယ်ဆိုတဲ့အကြောင်းညာဒါ ကျွန်တော်စိတ်ထင်ပါတော့ဒါလူသိမ်းမရှိတဲ့လောက်ရဲ့လို့ကျွန်တော်ထင်တယ်အဲကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်နေတဲ့အထက်ကဒီအမျိုးတွေကိုရီမာတွေရောဘယ်လိုထင်လဲဗျဒီလောက်သွားတဲ့ဖခင်ရဲ့လောက်ရဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်အဲဘယ်လိုမျိုးပြောချင်ပါလဲပြောချင်တဲ့အကြောင်းကိုခွန်မှတ်ပါကျွန်တော်လိုပဲလွတ်လွတ်စွာဝင်ရောက်ပြီးတော့ပြောသားနိုင်ပါတယ်မိခင်ကတော့ဒါတော်သေးရေဗောနော်ကလေးကိုလာပြီးတော့ပြန်ခေါ်လို့ဖခင်ကတော့ဘယ်လိုစိတ်နဲ့ကလေးကိုသွားပြီးတော့ဖရားပြစ်လဲတော့ကျွန်တော်လည်းမပြောတတ်ပါဘူးအဲထင်မြင်ချက်ကလေးကိုလည်းခွန်မှတ်မှာရေးသွားနိုင်ပါတယ်နော်ကဲဒီနေ့ကတော့ဒါခလေးနဲ့ခလေးမိဘကြီးပြန်တွေ့သွားပြီဆိုတော့ဒါတဘူတော့ငိမ့်သွားပြီဗောနော်မခိုင်နေဝင်လို့လဲကျေးဇူးအများကြီးတင်ပါတယ်လို့ပဲ အဲဒီထည့်ရပဲပြောချင်ပါတယ်အဲတစိတ်ရှိမှတ်ခိုင်နှုန်းကိုပဲဒါတော်တော်များများအခုနောက်ပိုင်းဒီလိုမိပါတွေကဒီလိုမျိုးအားကိုးလာကြတယ်ပေါ့နော်ဆိုတော့အဲ့တော့လည်းမကောင်းကဲထားပါတော့ဒါကျွန်တော်ဒီနေ့ဗီဒီယိုကဒီလောက်ပဲပေါ့နော်အဲကျွန်တော်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲတော်တော်ပါနော်